အားလုံးပဲမင်္ဂလာပါရှင်အာစီတူတဆောင်ရာတာဆောင် channel မှပြန်လည်ကြိုဆိုပါရစေကျမကတော့ဖြိုးဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ဆရာမကြီးခင်နှင်းယူရေးသားထားတဲ့မဟာတာဂီဆိုတဲ့ဝတ္ထုကိုအပိုင်းခုနှစ်အနေနဲ့ဆက်လက်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်မဟာတာဂီအပိုင်းခုနှစ်ဟဲ့ဟဲ့ ခင်ခင်လက်တို့ခင်ခင်လေးတို့စိမ်မေတို့လာကြပါဦးဒေါ်အေးဘုံကအတန်ကုန်ဟစ်ခေါ်ဤခင်ခင်လက်ရောစိမ်မေခင်ခင်လေးတို့မှ ပြေးလာကဒေါ်ရွှေဖော့ကိုပွေ့ချီ၍အိတ်ခမ်းသို့ယူသွားကြသည်ဦးအုပ်ကနှင့်ဦးအောင်ဗလာကတယောက်မျက်နှာတယောက်ကြည့်ကကြံရစ်ကြသည်ဦးအုပ်ကသည်အသက်ပြင်းရှူလိုက်၏မြမပြီးကိုထာနေရောက်ခါမှ ဘာတွေနှိတွေးနေရပါလဲဟုတွေးနေမိသည်ကိုကြီးအောင်မလားတို့ရေကျွန်တော်ကဘာကျော်စာရေးဆရာလို့အများကအတိအမှတ်ပြုထားကြတယ်ကျွန်တော်လဲစာရေးရင်မြေထဲပင်လယ်ကမ်းခြေတို့လန်ဒန်ကျေးလက်တို့ကိုသွားပြီးဇက်အိမ်ရှာစာရေးတယ်တကယ်ဝတ္ထုကျွန်တော်တို့မဟာတာကြီးအိမ်ထဲမှာရှိတာကိုသူဒီစကားပြောရင်လဖက်ရည်တောက်ရန်ထက်ငဲ့တော့အခါလဖက်ရည်အိုးမှာကုန်နေပြီး ဘူတယောက်မှစူးစူးညံအတန်ကြား၍ခြံထဲဆော့နေရာမှတက်လာ၏။ဦးအောင်ဗလာသည်ဘူကိုလှမ်းခေါ်လိုက်သည်။ဟေ့ဘူရေလက်ဖက်ရည်ချမ်းထပ်ဖြည့်ပေးပါဦး။စိတ်မင်းအလုံများနေလို့ဘူသည်လက်ဖက်ရည်အိုးလာယူကာထည့်ပေးလိုက်သည်။မြင်းနဲ့အတိုင်းမဲမအုပ်ကကိုကြီးလဲယောနီတော်မနတိကာယကိုလက်ကင်ထားပြီးအသင့်အင့်ကိုကိုလဲနှလုံးသွင်းရှင်အေးဖုံလဲသွင်းခိုင်းပါရဲ့။တခါတခါတော့ယူကျင်သားဟေ့ ခင်ခင်လက်ကစိတ်ဆက်ဆက်ပြက်ပြက်ရယ်မပြောတော့ဘူးဆိုတလုံးမှမပြောဘူးအဲရွှေဖော့မလဲသူ့စကားကသူ့နှိမ့်ဆက်နေတာပဲအင်းဖြစ်တတ်တယ်ကိုကြီးရဲ့ဒါဟာစိတ်တဗေဒနီးနဲ့စမ်းသစ်ကြည့်ရင်စိတ်ဝေဒနာတစ်မျိုးပဲရွှေဖော့ဘဝမှာသူဖြစ်ချင်တာတွေမဖြစ်ရသူ့ဘဝသူဖန်တီးလို့မရဘူးဒီလိုကိုဘဝကိုဖန်တီးလို့မရတဲ့သူတွေဟာ သူများဘဝကိုတဲဖန်တီးခြင်းနဲ့သူတို့စိတ်ထဲမှာ ကိုကလည်းသူများတွေနေရေးထိုင်ရေးအိမ်ထောင်ရေးဟာငါလုပ်ပေးမှအဆင်ပြေမယ်တကယ်လည်းအဆင်ပြေတယ်လို့ယူဆတတ်ကြတယ်ကြည်ပါလားသူ့ဘဝမှာသူ့အိမ်ထောင်ရေးဟာအဆင်မပြေကွဲလာခဲ့တယ်သူ့စိတ်ထဲမှာတော့သူများအိမ်ထောင်ရေးတွေသူသာဖန်တီးပေးလိုက်ရရင်ဘလို့အောင်မြင်မှာပဲနဲ့ထင်နေတာပဲကိုကြီးကတော့မင်းတို့စိတ်ဓာဗေဒနီးတွေဘာတွေနားမလဲပါဘူးကွယ်ရွှေဖော့ဟာသူ့မှန်တာလည်းရှိမားတာတွေလည်းရှိ ဒါပေမဲ့ငါးဘက်ကရောဘာလို့လဲဆိုတာဘယ်တော့မှတွက်ပုံမရဘူးဥပမာမောင်ဝီလ်စင်ကိုယူတဲ့ကိစ္စကြည့်လေဗမာပြည်ကသူ့ရောက်မှတွေအပြစ်ချတယ်ပတ်ဝန်းကျင်ကသာအပြစ်ဖို့ပြီးငါဟာတဲတနာစရာကောင်းငါဟာတဲလိမ်မာငါကတော်ပါရဲ့နဲ့အများကမကောင်းလို့ထင်ထင်နေတာကြာတော့ပောင်းရည်တင်ရခတ်လာတယ်ကွအဲ့ဒီယောဂမျိုးဟာဘာနဲ့ကုရလဲ အင်းကျွန်တော်မနေ့တနေ့ကမှအနောက်ကပြန်လာပြီမယ်စင်းကြီးကိုအနောက်လိုစဉ်းစားလို့မရဘူးဗုဒ္ဓရှင်တော်ဖះတရားတော်နဲ့ကို့မှရမှာပဲကိုကြီးရဲ့ကိုကိုကိုခွာပြီးကြီးမှကို့မှကို့မြင်မှကြည်လေသမီးတွေဆိုတာလဲသူပါဇက်ကမဟာတာကီအိမ်ဖွားဆိုတာလဲမဖြောက်နိုင်ခုံယူခြင်းသေးသမီးတွေကလည်းအကိုကြီးဖြင့်မမြင်ဘူးတာတွေမြင်ရမကြုံဘူးတာတွေကြုံရအချုံအတက်တွေဖိညှက်တွေနဲ့ မဟာတာဂီဆိုတဲ့အမည်နဲ့တလုံးမှမအပ်ဆက်ဘူးခေတ်ဆန်ခြင်းဆန်ပေးစီပညာတတ်ထူးကျွန်လားဆိုတော့လည်းမထူးကျွန်ဘူးဒါပေမဲ့ရွှေဖော့ကတခြားကလေးတွေကိုသူဆုံးမသွန်သင်အုတ်ထိန်မှပဲလိမ်မာလာကြလို့ကျောင်းအောင်ထောင်မလို့သူပြောသွားတာတွေမင်းကြားတယ်မဟုတ်လားနောက်ဆုံးမတော့လဲကိုကြီးအောင်မလာစင်းဒီအတိုင်းယောနိတော်မနတိကာယနဲ့အသင့်တင့်နှလုံးသွင်းမှပါပဲမသိတဲ့လူပြောရတာလွယ်လေရွှေဖော့ကပညာလဲတဲ့စကားလဲတဲ့ ကဲကွယ်ရောက်တဲ့အခါပြောပြောနေစမ်းညစာမစားခင်ဂျေမိုးချိုချန်နဲ့လမ်းလျှောက်ကြည့်အောင်ကျွန်တော်ခင်ခင်လက်ကိုသွားတွေ့ချင်သေးတယ်အေးလာလာခုလောက်ဆိုသူ့အခန်းသူပြန်ရောက်ရောပေါ့ဦးအောင်မလားကဦးအုပ်ကအားခင်ခင်လက်အခန်းသို့လိုက်ပို့ဤခင်ခင်လက်သည်ဦးအုပ်ကကို အခန်းဝါတွင်မြင်းမြင်းချင်းအေးရမလူလဲထကစီးကြူဤကဲဦးလေးအုပ်ကခင်ကရင်ပေါ်မှာပဲလှဲ့ပြီးအပန်းဖြေလေ ခင်ခင်လက်သည်ဂရင်ဘေးစူဖာပေါ်သို့ပြောင်းထိုင်လိုက်၏ဥအောင်မလာသည်ဥဥကာအားထားရစ်ကာထွက်သွားတော့သည်ဥဥကာသည်စိတ်လွတ်လပ်လွတ်ဖြစ်သွားသလိုဂရင်ပေါ်ပြစ်လဲလိုက်၏ရွှေဖောက်အတက်ကျသွားပြီလားဟုတ်ကဲ့ဦးလေးဒွေလေးပုံကြီးစောင့်နေတယ်သူကဒီလိုပါပဲခန်းငော်ကုန်းကိုမမမလိုက်မယ်မို့လားဟေ့ဟုတ်ပါတယ်ခင်တို့အားလုံးလိုက်မယ်ခုနခင်နဲ့ခင်ခင်လေးသွားဖို့ကိစ္စတွေစီစဉ်နေတာ ဟိုမှာအညာကအမျိုးတွေအတွက်ပဇွန်ချောင်းနဲ့ငချောက်ရှားတယ်မလားအဲ့ဒါလက်ဆောင်ပေးဖို့ပစ္စည်းလေးတွေပါဝယ်ဖို့စဉ်းစားနေပါတယ်ဦးလေးအေးကွက်ဦးလေးဖြင့်ကို့ထာနေပြန်ရမှာမို့တိတ်ဝမ်းတာတယ်မဟာတာကီအင်ကြီးများတဲရရင်တိတ်ကောင်းမှာပဲခင်မလည်းအဲ့ဒီစိတ်ရှိပါတယ်ဒါပေမဲ့အဲ့ဒီမဟာတာကီအင်ကိုမရောရင်ကိုကိုထွန်းအမေရိကကမှားတဲ့ငွေပို့ဖို့မရှိဘူးသူ့အသက်အတွက်သူ့လဲရောင်းရတာပဲ ိုကိုလည်းစူးစမ်းခုပေမဲ့အသက်မရှိရှာဘူး။အေးကျမ်းမာရေးဟာအရေးကြီးတကွခင်ခင်လက်လည်းကျမ်းမာရေးသိပ်မကောင်းဘူးနော်။ဦးအောင်ကသည်ညီဖြစ်သူကိုတော်ကတွန်းလိုက်သောစကားများနှင့်ခင်ခင်လက်ပြောစကားများကိုချိန်ကြည့်နေသည်။မောင်မောင်အလုတ်ကရောနေရာကျရဲ့လား။သူ့ဆက်တယ်တာဘလောက်ကြာပြီလဲ။ဆက်ကအားလုံးအဆုနဲ့လား။နေရာမကျတာနှစ်နှစ်ရှိပြီဦးလေး။ပဲကိုနိုင်ငံခြားပို့တာရှုံးလို့ အရင်အိမ်စရိတ်တလောက်900တုံးနိုင်တယ်ခုတော့900ပဲတုံးနိုင်တယ်လူကလည်းများလာတော့ဒီနှစ်နည်းနည်းကတိတယ်ဒီဆက်ကိုခင်တို့လက်ထက်ကလေးကမောင်မောင်ရဲ့အဖေဦးလှပေါ်တဲပေးပါတယ်သူတို့မှတော့သားတယောက်သေးရဲ့ဩဦးလေးရရွှေဘောတို့ကိုကြီးအောင်မလားတို့ရှယ်ယာပါသေးသလားလို့ခင်ခင်လက်တီဦးအောင်ကမျက်နှာကို အထူးဆန်းလို့စူးစိုက်ကြည့်လိုက်ဤသူတို့မှဘာရှိလို့အစုဝင်နိုင်မှာလဲ ဦးကြည်အောင်မလားတို့ဟာသူတို့ယာကင်းတွေစီမပြောင်းနိုင်တာဆယ်နှစ်ဆယ်မိုးရှိပြီပဲဒေါ်လေးဖော့ကလည်းနောက်မှတော့မစ္စတာဝီဆင်တို့ဖော့ဖော့မေရီတို့စီကအမွေရချင်ရမယ်သူထွက်လာတော့ကသူ့မှာဘာမှပါမလာဘူးလို့ပြောတယ်ဦးအုပ်ကသည်ကိုတော်ကားဤဆင်ထားသောအကွက်များကိုတဖြည်းဖြည်းရိစားမိလာလေသည်အေးပါကွယ်ဦးလေးကိုလည်းခွင့်လွှတ်ပါမင်းတို့ကိုပြန်မကြည့်နိုင်ဘူးတို့ဆွေစုမျိုးစု ခုလိုအထက်ကြီးပြတ်နေချိန်စုကြွေးထားတဲ့မောင်မောင်ကိုပဲကျေးဇူးတင်ရသေးတယ်။ပြောရင်းဆိုရင်နေမျိုးမောင်မောင်ဒီအခန်းထဲသို့ဝင်လာ၏။ဟာဦးလေးအုပ်ကကျွန်တော်အိမ်မှာပျော်ရဲ့လား။သူဒီဟောဟောထိုင်းထိုင်းပင်ကရင်ဘေးသို့ပြေးဝင်ထိုင်လိုက်၏။ပျော်ပါတော့ကောမောင်မောင်ရဲ့ခုမှပဲအိမ်အကြောင်းစီးပွားရေးအကြောင်းလေးတူမနဲ့မေးကြည့်ရတယ်။တို့များအနောက်မှာအနေကြတော့ဒိုးဟန်တွေကလည်းအနောက်လိုဖြည်းပြီး တအိမ်ထောင်နဲ့တအိမ်ထောင်ခက်စိမ့်စိမ့်ပဲဟိုမှာကဒိုးစီမာလို့ထမင်းစားနေရင်ဧည့်သည်ရောက်လာရင် ဝင်စားသွားအောင်ဆိုပြီးတကယ်ကိုကျွေးတဲ့အကျင့်တွေပါတယ်မရှိဘူးမို့လားဦးလေးကလည်းပြောတာပဲဒီမာကလည်းအနောက်ကလူတွေက ကျွန်တော်တို့အမှုအကျင့်တွေဟာမြစ်တာပြမစိုးနဲ့တဲလဲအေးချမ်းပါလားလို့အားကြနေချိန်မှာကျွန်တော်တို့လူတွေကအနောက်ရဲ့ပတ်စံမှပတ်စံစီးပွားရေးဆိုတဲ့အနောက်ရဲ့အကျင့်ကို အတင်းပြောင်းချင်နေကြတယ်မောင်မောင်ရေးအဝတ်လဲ ။ခြံထဲအပန်းဖြေသွားထိုင်ရအောင်။ဟုတ်တယ်မောင်မောင်ခင်အဝတ်လဲပေးမယ်လေ။ခင်ခင်လက်သည်မောင်မောင်အားအိမ်နရင်ဝတ်သောအဝတ်အစားများကို ထုတ်ပေးလိုက်၏။တူကြီးနှစ်ယောက်မှာခြံထဲတွင်အေးဆေးစွာလမ်းလျှောက်ရင်းစကားပြောနေကြသည်မှာနေဝင်သည့်တိုင်အောင်ပင်ဖြစ်လေသည်။တကြံအပီးတွင်ရာရာကုန်းကိုဥဩကာရိုလူစုကားကိုစီနှင့်ဆိုက်ရောက်လာကြသည်။ရှေးဆုံးကားတွင်ဥအောင်ဖလား ဥဥကာနှင့်ဥတော်ကာဒုတိယကားတွင်ဒေါမျက်မြအေးနှင့်ခင်ခင်လက်တို့မောင်နှမတတိုင်းနောက်ဆုံးကားတွင်မှမာလီလီမယာစိန်မေတို့လီမယာနှင့်ဥတော်ကာထမင်းချက်တစုံတွဲပါရှိလေသည်ထိုကားမှာဘတ်စ်ကားဖြစ်၍လူတွင်မကချက်ပြုတ်စားရန်အိုးခွက်နှင့်တကားစားစရာများအစုံပါလေသည်ညာယာကုန်းရှိမြို့မျက်နှာဖုံးများကို နေမျိုးဥလားဘောခေါဆောင်၍ကြူဤကျိုးစိုးပွဲမှာစီကားလှသည်ဒေါ်သူသာတို့ညီမတစုမှာနေမျိုးမမောင်နှင့်ခင်ခင်လက်တို့အနာမှမခွာကြပေဒေါ်နေသာတို့အပြိုကြီးညီမမှာမူမိမိတို့များရာကုန်းဝစ်စားဟန်နှင့် လုံးဝမတူတော့သောဒေါ်ရွှေဖော့အလှကိုငေးမောကြည့်ကြရင်ရွှေဖော့ရဲ့အပြစ်မှသာတိုးတွင်းရင်လေညို့မှတ်မိမှာမဟုတ်ဘူးအေးဖိနေတင်နေနဲ့လှလာလိုက်တာ ပါလေးများကလည်းနီးလို့ဟဲဟဲမမနေကြတော့ကမတွေ့ရတာကြာလို့ပါဖော့ဟာအရင်အတိုင်းမှာပဲဒါကဖော့သမီးလေးတွေလေဟဲသမီးလေးတွေကလည်းလှလိုက်တာနော်ကဲကဲအိမ်သွားချရအောင်လေအစီအစဉ်ရာအိမ်ကိုမလိုက်နိုင်ကြပြီဥဥကသည်အစိုးရအလဲတန်းအကြောင်းတွင်မြို့ကတဲခင်းသောလက်ဖက်ရည်ကိုဝင်ရောက်ချီးမြှင့်ကမြို့သူမြို့သားများကိုနှုတ်ဆက်၍ ်ဂန်းငုံကုန်းတို့ခရီးဆက်ထွက်ရ၏နေမျိုးမမောင်ကလည်းဒေါ်သူစာကို အာရပါရဖက်နှုတ်ဆက်၏သားတို့အပြေကြရင်မြားရကုန်းမှာခုနှစ်ရက်လောက်နားပြီးမှရန်ကုန်ပြန်မယ်မေမေဒီတော့မှအေးအေးဆေးဆေးမေမေကျွေးတဲ့ထမင်းတွေစားပြီးမေမေအိမ်မှာနားမယ်ဟုတ်ပါတယ်မေမေခင်လဲအတူနေရင်မယ်ဦးအုပ်ကတို့ကားတန်းကြီးထွက်သွားတော့အခါမျိုးသူမျိုးသားအားလုံးပင် လက်များကိုဝှေ့ရန်ကနှုတ်ဆက်ကြံရေးကြပေသည် ဥဟုတ်ကားတို့လူစုဂန်းကောကုံအရောက်တွင်မူရန်ကုန်မှသတင်းထောက်များရောက်နှင့်နေကြသည်ဂန်းကောကုံရှိမြို့ဝင်ကားလမ်းမကြီးတွင်လူများပြည့်နှံ့နေကြသည်ကလေးများကအစဥဟုတ်ကားအားကြည်လိုသောနှင့်ကြိုကြသည်ဘိုးတဲတွင်မြို့လူကြီးများကိုဥအောင်ဘာနှင့်ဥဆန်တို့ကခေါင်းဆောင်ကကြိုဆိုကြလေသည် ဦးအုပ်ကသည် မျက်နှာချို၍မျက်နှာပေါက်လဲလှပသူ ဖြစ်သည့်အတိုင်အမိုးလှန်ထားသော သူ့ကားပေါ်မှ ပြုံး၍မတ်တက်ရက်ကလက်ဝေးရန်နှုတ်ဆက်လိုက်တိုင်းပရိသတ်မှဝင်ကြီးချုပ်ကိုကြိုးသလိုပင်လက်ခုပ်လက်ဝါးတီးကအော်ဟစ်ကြိုးဆိုကြသည်ဥတာတေသည်သူ့ကို မဟာသာကီအိမ်ဖွားများထဲမှတယောက်ယောက်ကမမီနိုးနိုးနှင့်ဘိုတဲအဝတွင်လဲဆန့်ကမျောရှာသည်ပရိသတ်ကများလွန်း၍ သူ့ကိုဘသူမှမမြင်ပေနေမျိုးမမောင်တို့မှတပါအားလုံးပင်ဘိုတဲပေါ်ရောက်ကုန်ကြသည်မြို့ကတဲခင်းသောလက်ဖက်ရည်ပွဲမှာဘိုတဲပေါ်မှအစင်တင်ပင်သည်နောက်ဆုံးလူဆဲချိန်မှာနေမျိုးမမောင်တို့ကဝင်လာလေသည်ဥဟုတ်ကားတို့စားရောက်ကလေးကဘိုတဲရှိလှန်လှန်တမပင်ပေါ်ကမစင်းပဲနေရာကောင်းယူ၍စောင့်ကြည့်နေသောကိုတာတေဤသားသာအောင်သည် တမာပင်ပေါ်မှအော်လိုက်ဤဟေးခင်ခင်လေးခင်ခင်လေးရေအားလုံးသည်တမာပင်ရှိရာသို့လှည့်ကြည့်ကြ၏ကားမှဘိုတဲအဝသို့ရောက်လာပေသည်တာအောင်သည်ကားနောက်သို့ပြေးလိုက်လာ၏ကားရက်လိုက်လျှင်ခင်ခင်လေးတို့သည်ကားပေါ်မှဆင်းကသူ့ကိုစောင့်နေ၏တာအောင်သည်ခင်ခင်လေးအနာရက်ကမောနေသည်သို့တော်သူ့အသက်များပင်မရှူအားသလိုနှုတ်ဆက်လိုက်၏ ခင်လေးငါလေးအစောကြီးကလေးကကြည်နေတာနင်တို့ကိုမမြင်တော့မပါဘူးအောက်မေ့ပြီးစိတ်မကောင်းဖြစ်နေတာဝမ်းသာလိုက်တာခင်လေးရဲ့နေရတကယ်အပြိုကြီးပဲနော်တာအောင်ဤရှင်ပြုံးသောမျက်နှာမှာကားပေါ်မှလူအလုံးကိုပါ အပြုံးကူးသွားတော့သည်လမ်းမှာကားကဆက်နေနဲ့မကောင်းလို့ဟမမလက်ထားတာအောင်လေးဦးကြည်တာတရဲ့သားခင်လေးကလည်းဝမ်းသာအားရအမဖြစ်သူကို ပြောပြ၏ပါအောင်ကလည်းအေယာမလူကြီးပဲနော် မင်းတို့အဖေဦးကြည်တာတေရောခင်ခင်လက်ကမေးလိုက်ဤအဖေရဲ့အစောကြီးကလေးကဘိုတဲဝါကလာဆောင်နေတာဟော်ဟော်ဟိုးမာသူတို့လူတိုက်စီတို့ရှောက်လာတော့ဦးတာတေကိုတာအောင်ကညွန်ပြလိုက်သည်ခင်ခင်လက်သည်ဦးတာတေအနာရောက်အောင်မှမဆောင်နိုင်သလိုဦးတာတေဟုခေါ်ကအနည်းတို့ပြေးသွားလိုက်ဤသူသည်ဦးတာတေလက်နှစ်ဖက်ကိုဆွဲကင်လှုပ်လိုက်ရင် ။ပဇက်ကဘာမှမပြောနိုင်ပဲမျက်ရည်များတွေ့တွေ့ကြလာ၏။ဥဒတီကလည်းခင်ခဲလက်ခေါင်းကိုပုတ်သက်ရင်းမျက်ရည်များရေဝိုင်းလာသည်။နေမျိုးမမောင်ရောခင်ခင်လေးတို့ လူစုပါသူ့အပားတို့ကတ်လာကြသည်။မင်းတို့မမေကိုပဲဥကြည်တာတရားတော့တတိယတကွဲမမမမသူသားသမီးတွေဒီလိုတိုက်တိုက်ဝန်းဝန်းပြက်လာကြတယ်ဆိုရင်သူဘလောက်ဝမ်းသာလိုက်မလဲသူသားရှိရင်မင်းတို့ကို ငါယထာနဲ့လာကြိုရအောင်မာဥတာတေသည်သူသခင်မဤယထာခေကိုလွမ်းဆွတားတာစွာပြောလိုက်သည်ခင်ခင်လေးသည်မျက်ရည်စများကိုတုပ်ရင်ဘူးဤနာနာတို့ကက်ခါပြောပြ၏အဲ့ဒါပေါ့မမေရှိတုန်းကမမေယထာကိုမောင်းတဲ့ဥတာတေဆိုတာတာအောင်ကလေမမလေးခဏခဏပြောနေတယ်တာအောင်လေဥတာတေရဲ့တာကိုတာအောင်ဒီမှာခင်လေးရဲ့မအောင်ငယ်ဆုံးလေဘူးလေဟဲ့ ဘူးကဘသူနဲ့မှမတူပါလား။တာအောင်ကဝမ်းသာအားရဘူးကိုဖတ်ရင်ပြောလိုက်။အော်ဒါမမသားအထွေးဆုံးကိုကြီးလာမှမတွေ့ဘူးဘူး။ဥတတေသည်ဘူးကိုတာအောင်လက်မှဆွဲယူလိုက်၍လိုက်လိုက်လဲလဲဖတ်လိုက်ပါသည်။ကဲမမောင်ရေအပေါ်တက်လေမင်းတို့မောင်နှမအားလုံးဦးကြီးတာတေအိမ်မှာထမင်းစားသွားကြရမယ်နော်။ကြည့်လို့တာပေါ့ဥတတေရအခုကျွန်တော်တို့နဲ့အတူအိမ်ပေါ်လိုက်ခဲ့ပါအောင် ်ဦးလေးအုပ်ကကဥတာတေကိုတွေ့ရင်မှတ်မိပါလိမ့်မယ်ပြီးတော့လဲကဘာကျော်စာရေးဆရာကြီးပြင်မဲ့သူဟန်မကြည့်ပါဘူးဥတာတေတို့လူစုသည်ဘိုတဲဘော်တက်လာကြသည်ဘိုတဲဘော်တွင်လက်ဖက်ရည်ပွဲမှလူရှင်းသွားပေပြီနေမျိုးမမောင်တို့လှေကားတဝက်ရောက်ချိန်တွင်အပေါ်မှစကားပြောတမ်းများကြားရ၏မောင်တို့ကရောက်မလာသေးဘူးလားမောင်တော်ကဦးအုပ်ကကမေးလိုက်၏ရောက်လာပြီလေ အောက်မှာကိုတာတွေကိုတွေ့နေကြတာနဲ့ငိုလားပြူလားလုံနေကြတယ်မအေးအိမ်တော့ရောင်းပြစ်လိုက်ကြပြီးတော့ကျွန်တော်မကြေနပ်နေတာကခုလိုကဘာကျော်ပုံကိုတယောက်ဖြစ်လာရပြီးကိုထာနေပြန်လာရင်ကိုအိမ်မှာတဲတဲ့နေမဟုတ်လားကိုကြီးအောင်မလာရဲ့ခုတော့ကလေးကချေဘိုတဲမှာတဲရတယ်မောင်တော်ကားကလည်းကွာဒီကဘာကျော်ဆိုတာထဲ့မပြောစမ်းပါနဲ့ဦးအောင်ကာကဆိုလိုက်ဤအပေါ်မှာစကားပြောတဲ့များကိုကြားရတော့ လေကားပေါ်မှခင်ခင်လန့်နှင့်နေမျိုးမမောင်သည်ခေတာရဲ၍တယောက်မျက်နှာတယောက်ကြည့်ကြ၏သူတို့သည်ဖြည်းဖြည်းပင်အပေါ်သို့တက်လာကြသည်ဥဥကာအားရှင်ရှင်လန်းလန်းပင်ဧကန်းတွင်ထိုင်လျက်တွေ့ရ၏ဥလေးဥကာဥတာတေကြီးကိုမှတ်မိသေးရဲ့လားခင်တို့မေမေယထားကိုမောင်းနေသူလေမောင်မောင်ကမိတ်ဆက်ပေးရင်ဧကန်းတွင်အားလုံးဝင်ထိုင်ကြ၏လာဥတာတေရေမှတ်မိပါတော့ကောဗျာ ဥတာတွေကိုတွေးရတာများမမများအသက်ရှင်လျက်ရှိနေသေးသလားလို့တော့ကျွန်တော်စိတ်ထဲအောင့်မေ့မိတဗျာစာရေးဆရာကြီးကကဘာကျော်သူပီပီအပြောဆိုလိန်မာလှဤဘလိုပင်ဖြစ်စေကဘာကျော်သူကယထာမောင်းသူကိုတာတေလိုတာမညာခန်းငော်ကုံးသားတယောက်အားချစ်ချင်းငန်းငန်းဖလဲတကင်းနှုတ်ဆက်လိုက်သောအခါတွင်မူကိုတာတေသည်ဝမ်းသာလွန်၍မျက်ရည်များပင်လဲရှာသည် ဝမ်းနဲ့မနေပါနဲ့တော့ဗျာခမ ्या သခင်မနေသွားတဲ့အိမ်ကိုကျွန်တော်ပြန်ဝယ်မယ်ဟော်ရီကမျိုးပိုင်မင်းကပြောတယ်ခုပေါက်စေး2000နဲ့ကျွန်တော်ဝယ်ပြီးပြတိုက်လုပ်မယ်ဒါကိုမဟာတာကြီးအိမ်ကဆွေစီမျိုးဆက်တွေဟာအစင်ထိမ့်သိမ့်သွားရမှာပေါ့ဗျာကိုကိုပြန်သွားတယ်ဆိုကိုကြီးအောင်မလားကျွန်တော်ကဆက်ပြီးဆောက်ရှောက်ရမှာပေါ့ဥတော်ကားကဆက်၍ပြောလိုက်၏ခင်ခင်လက်သည်ခင်ခင်လေးမျက်နှာကိုမော့ကြည့်လိုက်၏မောင်မောင်ကတော့ဘာတခုံးမှမပြောပြီး စကားသမီးပြောပြီးဥဒတေတို့ထပြန်သွားကြလေသည်ညနေဆောင်တွင်မူလဲရင်တစည်းပေါက်လာလေသည်လဲရင်ပေါ်မှာဘီစပတ်ကြီးနှင့်ပမာဆောင်ချလာသော အသက်60ခန့်မိမကြီးတဦးနှင့်အခိုင်းစင်နှင့်တူသော မိမလေးတစ်ယောက်ဆင်းလာကြသည်မိမကြီးသည်လေကားပေါ်အော်ခေါ်ရင်းတက်လာသည်ဟဲ့ရွှေဖော့တို့အောင်ပလာတို့ရေ မအုပ်ကတယောက်ကောဗမာလေ ဒေါ်ရှိဖော့သည်အတန်ကြားကြားချင်းလေကားထိတ်သို့ပြေးလာသည်ကိုကိုရီတွေးတော်ပုံလာတယ်လာလာတွေးတော်ကြီးထိုင်ပါအောင်ဒေါ်ဘုတ်ကလက်ထိုင်တွင်ထိုင်လင်ဘူးအထီတယောက်မကြမ်းထွက်ကြည့်ကြသည်မိမိတို့သည်ထမင်းစပွဲတွင်သာဒေါ်ရှိဖော့ပေးသောလက်ချအရာအမည်မျိုးစားဤမြေတော်တွေးတော်ကြီးဒေါ်ဘုတ်ကိုကြားဖူးကြသည်ယခုမြဝါထင်ထင်မြင်ကြလေပြီ။ ၍တော်ကြီးသည်အသားလဲဖြူ၏မဟာနဖူးကလည်းပုံကြလှ၏နာတံမှာမဟာဆန်၍ဘီစပတ်ကြီးကလည်းစက်တီရှိလာသည်နားတွင်တစ်ဖက်သုံးရည်ခန့်ရှိစိတ်နဂတ်ကြီးမှာစကားပြောတိုင်းခေါင်းလှုပ်တိုင်းတလက်လက်ဝင်းကလက်တကြွယ်ရှိစိတ်လက်စွတ်ကြီးနှင့်ပြိုင်နေကြပေသည်စုံချထားသောဘဝကြီးကလည်းကလထိုင်းပေါ်တွင်ထိုင်လိုက်စဉ်တွင်ចန်းကိုထိနေတော်သည် အမလေးမောင်ဥကာကြီးခုမှတွေ့ရဝမ်းသာလိုက်တာ တွေ့ချင်းလုံးလို့အမြင့်ကတော့ဒွေးတော်ကြီးလာခဲ့ရတာဆွေမျိုးဆိုတာချစ်ရတယ်ကွရွှေဖော့တယောက်ပဲအကြီးရဲ့လို့ငါစီစာရေးပေါ်ရတယ်ခိခင်လက်တို့များရှိတယ်လို့အောင်းမိသေးရဲ့လားညာတကာနင်းစာတင်ကဟောဆိုတဲ့မင်္ဂလာတရားများမေ့ပြီလားမောင်မောင်တို့ရဲ့မောင်အောင်ဗလာကလည်းခုမှတွေ့ရတယ်ဥဥကာသည်ဒွေးတော်ကြီးအပားတွင်လာထိုင်၏ ူတို့လူကြီးများစကားပြောနေကြသောကြောင့်မောင်မောင်နှင့်လူငယ်လူစုမှာအေကမ်းမှထွက်လာကြသည်ဘူးနှင့်ခင်ခင်လေးရိုစီအီမီတို့သည်ညနေဆောင်တွင်တာအောင်လဲရင်လေးကိုရိတ်သိမ်းပြီးသောဝါခင်းများပေါ်တွင်ဖြဲ့၍စီးကြသည်ရိုစီနှင့်အီမီအဖိုးမြမကျေးလက်မြက်ခင်းများသည် အထူးဆန်းသဖွယ်ဖြစ်နေပေသည်ခင်ခင်လေးအတွက်မူနှစ်ပေါင်း၁၀နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်တော်လေသူဌာနသည် သူငငယ်တုန်းကနေခဲ့ရသလိုပင်ပြန်၍တွေ့ရ၏ထူးထူးခြားခြားကြီးပြောင်းလဲသွားသည်ဟု၍မတွေ့ရပေဝါခင်းများစီတို့တဖြည်းဖြည်းနှိမ့်စင်းလာသော နေလုံးရဲရဲကြီးကိုမြင်ရသောအခါတွင်မူသူပြေးလွှားကစားခဲ့သောညနေရိုးရီကိုတတိယ၏ခင်မင်းနှင့်အတူဟဟပပရေမောကြသည်မှာနေလုံးကြီးပင်ကြားမတက် ကျဲလောင်သည်ဟုသူထင်မိ၏။ကာအောင်သည် သူလှဲရင်လေးနှင့်မတိတတိသူတို့ကိုဆကားရှေ့မှမောင်းပြေး၏။ကာအောင်လဲကိုမမိဘူးဆိုတာကိုသိလျက်နှင့်ခင်မင်းနှင့်အတူအပြေးလွှားလိုက်ကြသည်။ကစားချိန်ပြီး၍အိမ်မှချွေးသိက်က သူ့ရေချိုးပြီးလျှင်သူ့ဧကန်းပတိမှဤနေဝန်းရဲရဲကြီးကိုပင် မျောကြည့်ရသည်ဤသူတို့အိမ်ဤနောက်မကြီးပင်ချမ်းစွန်းတွင် နေဝန်းသည် တကယ်ပင်ကြံရစ်တော်သည်မကြီးပင်အဖျားများသည်ဤချင်းချင်းအသွေးဖြင့်ဝင်းပနေကြပေသည် ထိုချိန်ရောက်လျှင်ငှက်ကလေးတို့သည် ပို၍စကားဆိုကြသည်တနေ့ခင်းလုံးအစားတလုံးအတွက်သူတို့မောကြားရသည့်အကြောင်းတွေကိုများပြောနေကြသည်သလားသူတို့အပေါ်အနိုင်ကျင့်သောစွန်ရဲကြီးအကြောင်းကိုပင် ပြောနေကြလေသလားမသိစုညံနေတော့သည်သူတို့မှလည်း သူတို့အပူနှင့်ဆိုသလိုမောရပန်းရရှာဖွေရသည်ဆိုသည်ကိုခေခေလေးသည်ထိုရွယ်ကနားမလည်ခဲ့မကြီးပင်များပေါ်တွင်ငှက်ကလေးများစီစီညံနေလျင်အလွန်စကားများသောငှက်ငယ်များဟူ၍သူကအပြစ်တင်မိ၏သူကိုငငယ်ကထိန်းသောဒေါ်ဖွာမိကမူမင်းတို့မောင်နှမတွေចောင်းပည့်ရဲ့ထမင်းမိုင်းမှာစုံမိရင်ဓာတ်ထက်စကားများသည်ဟူ၍သူကိုပြပြတတ်၏ ယခုချိန်တွင် သူသည်ဂန်းကောကုန်းသူ ခင်ခင်လေးမဟုတ်တော့ပေ။ရောင်ပေစူးလေးနှင့်ငှက်ငယ်ကလေးများကဲ့သို့စော်ကစားဖို့တွင်တည်သောကလေးမလေးမဟုတ်တော့ပါပြီ။သူငငယ်တုန်းကငှက်ကလေးများစကားပြောကြညင်းခုန်ကြတက်ကြပုတ်ကြပုံကိုယနေ့ဆောင်တိုင်းတွေ့ရသလိုယခု မဟာတာကီအိမ်သစ်တွင်လည်းဆွေစုမျိုးစုတို့မှပြဒနာမရှိ ပြဒနာရှာကား စကားများကြသည်ကို သူတွေ့နေရပေသည်ကိုတောင်ကျွန်တော်လမ်းလျှောက်ခြင်းနဲ့ဗျာဒီနားမှာရက်ပေးပါဘူးပြောစကားမှာခင်ခင်လေးအတွေးကို ပြတ်သွား၏တို့လည်းဘူးနဲ့လိုက်မယ်ရိုစီနှင့်အေမီကလည်းတာအောင်လဲရက်လိုက်ရင်ဘူးနောက်သို့လိုက်ရန်ပြင်သည်ငါတော့တာအောင်နဲ့အတူဒီမှာစကားပြောနေရင်မယ်နေမဝင်ခင်ပြန်လာကြနော်အဝေးကြီးလည်းမလျှောက်ကြနဲ့မမလည်းစိတ်ပူနေအောင်မယ်ခင်ခင်လေးတီ ဘူးတို့လူစုအားမှလိုက်ရင်တာအောင်နှင့်စကားပြောကြံရစ်သည်တာအောင်သည်မြေပြင်တွင်ချာချာနာနာတင်ပြင်ခွေကားထိုင်လိုက်၏မြေတင်းခဲများကိုကောက်၍ခြေပြစ်၍ခင်ခင်လေးကိုတိတိချာချာကြည့်၏ငါလေးမင်းတို့လာမယ်ကြားတော့ဝမ်းသာလိုက်တာနေ့စဉ်လိုပဲခင်မင်းနဲ့မင်းကြောင့်ပြောရသေးတယ်တာအောင်ဤတကယ်ပင်ရှင်ပြပြောနေပုံမှာ ချစ်စရာကောင်းနေတော့သည် အေးတို့များခုလိုထွက်လာချိန်မှာခင်မေကိုခေါ်လာခဲ့ရင်ကောင်းသားခင်လေးကပြောလိုက်၏အောင်မယ်ယူတော့မှဘာဖြစ်သေးလဲဝမ်းသာလိုက်တာဟာအခုလိုပါလာလာတော့ကောင်းသေးတို့သုံးယောက်ပြောချင်တာပြောရတာပေါ့မင်းကလေခုလိုတွဲနေတော့မြို့ကအပြစ်ပြောမှာပေါ့ဟာခန်းငော်ကုန်းကရွာမကြမြို့မကြဟာဒါကြောင့်ခင်မေရရှက်တာပေါ့မင်းကိုညာကြမှာသူတယောက်တည်းလာတွေးလိမ့်မယ်ခင်ခင်လေးတီခေါင်းလေးညှိတ်ကပြုံးလိုက်၏ ငါကရန်ကုန်မှာအနေကြတော့ရန်ကုန်တွေးတွေးမိလိုက်တာကိုဒီမှာတော့ဟုတ်တာပေါ့လေညာခါမှညာရောအနေထိုင်ကစင်ငင်ရသေးတာပဲတို့များစီမှာတော့လူကြီးတွေနားမဖောက်ခင်လဲတွဲတာပဲနားဖောက်ပြီးတော့လဲဘာပြောကောင်းမလဲဘသူမှဂယုမဆိုင်တော့ဘူးသွားအတူလာအတူစားအတူပဲဟွန်းရှက်စရာကြီးခင်ခင်လေးကရှက်စနိုးဟန်တကယ်ပေါက်သွားတော့တာအောင်ဤအညာမျက်နှာဘေးကိုကြည့်ကဟဟပပရေတော့ဒီ ။အော်သူခမရသူ့ဘဝကိုကလွန်ခဲ့တဲ့15နှစ်ကကင်ခဲ့မောင်းခဲ့ရသောလဲရင်လေးကိုယခုတိုင်မောင်းနေရသောဘဝပေကိုတာအောင်ရနေရက်တဲ့ရုပ်ကိုငါတီးတစ်ခါပဲမြင်ဖူးသေးတယ်။ရှက်စရာကြီးဘောဟာညားပြီဆိုဟုတ်သေးနင်တို့ရန်ကုန်ကလည်းငါတော့နင်တို့မင်္ဂလာဆောင်လာခြင်းနဲ့ဟာခင်မအပြူရန်ငါလှုပ်ချင်လိုက်တာ။မင်းတကယ်ပြောနေရလားခင်လေး။တကယ်ပါတာအောင်ရဝမ်းသာပါရဲ့ကွာကိုစိတ်ထဲမှာတော့ ခင်လေးဟာလာလုံးနာခိုက်ပါပဲသူဟာဆရာဝန်မကြီးဖြစ်တော့မှဆိုတော့ငါတို့အပေါ်အရင်လိုစိတ်ကရင်းနှီးတော့မှမဟုတ်ဘူးလို့ထင်နေတာငါစပြီးစတဲ့နဲဟိုကငါဆရာဝန်ဖြစ်ရင်ငါထာနေကိုငါပြန်လာမယ်ငါမွေးခဲ့တဲ့ဒေတာကမကြမ်းမမာသူတွေရဲ့အသက်ကိုငါကယ်နိုင်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့တင်တာပါဟာဆက်တွေမှာဆောင်မွေးဝဲအောင်ရင်ငါဆရာဝန်ဖြစ်ရောငါပြန်ဖြစ်အောင်ပြန်လာခဲ့မယ်တို့များမိမိကမမကြီးမမလက်တို့ကိုပြောနေတာကို ငါငငယ်တုန်းကကြားဘူးတဲ့ဒိုးဟာအစွမ်းရှိသလောက်ပညာတွေကိုလေ့လာလိုက်စားရမယ်တဲ့ဒိုးစွမ်းရည်ကြောင့်ကဘာကျော်အောင်လဲထင်ရှားကြီးကျယ်နေပြီစီဒိုးနဲ့အတူမွေးဖွားလာခဲ့တဲ့ခန်းငုံကုန်းဌာနေက လူသားတွေကိုမမေ့ရဘူးကိုဘဝဟောင်းကိုလည်းမမေ့ရဘူးတဲ့ဒိုးတက်တဲ့ပညာနဲ့အစွမ်းရှိသူရဲ့သူတို့အတွက်လှုပ်ပေးရမယ်တဲ့ခုလဲငါတက်တာဆရာဝန်အတက်ပဲဒီတော့ငါပြန်လာခဲ့မယ်။ตาအောင်သည်သူ့ကိုကြည့်ရင်မျက်ရည်လေးများပင်ဝိုင်းလာခဲ့လေသည်။ အမှန်တော့ခင်ခင်လေးကို ကြည်ရင် ကြည်နူးဝမ်းသာသောစိတ်မှရရေများပင်စိုးအောင်ဖြစ်လာခဲ့ပေသည် အဝေးမှ လိုက်တန်းပြေးတန်းကစားကပြေးလာသောဘူးတို့အတန်းမှစူးစူးညံ့ညံ့ပေါ်လာတော့သည်နေလုံးသည် လုံးဝမရှိတော့ပေကျွင်းကြံသောအလင်းရောင်အောက်တွင် သူတို့အားလုံးလှဲရင်လေးကိုဂန်းကော်ကုန်းဘက်သို့ပြန်လဲမောင်းနှင်လာကြတော့သည် သူတို့လူငယ်စုမှာ ညာဘက်တွင်မောမောနှင့်အိပ်ပျော်ကြ၏ဟုတ်ကဲ့ပါရှင်မဟာတာကီအပိုင်းခုနှစ်ကိုဒီနေရာမှာခိတခဏရန်နာခွင့်ပြုပါရှင်မဟာတာကီအပိုင်းရှိကိုလည်းဆက်လက်တက်ဆက်ပြီးသွားမှာပဲဖြစ်ပါရဲ့ရှင်နောက်ထပ်နောက်ထပ်တွင်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပေတုတ္တရတာဆောင်းပါးတွေထူးခြားစံကျယ်ဝတ္ထုတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်။ကျွန်မဖတ်ပြတာကိုအစားဆုံးနားဆင်အားပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။